။ဒီဟောင်းနဲ့ business management ဆိုတာဘာလဲ။ဒီဟောင်းနဲ့ business management program ဆိုတာ LPU International College မှာရရှိနိုင်တဲ့ degree တစ်ခုဖြစ်ပါတယ်။စီးပွားရေးနယ်ပယ်မှာစီမံခန့်ခွဲမှုပညာရပ်တွေကိုအခြေခံအနေစပြီးတော့မှပြည်တွင်းပြည်ပစီးပွားရေးနယ်ပယ်တွေအထူးဥဆောင်နိုင်တဲ့အရေးချင်းတွေပြီးတော့အောင်သင်ကြားပေးတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ က်တံမပီးသေးလို့စီးပွားစီမံခန့်ခွဲမှုဆိုင်ရာပညာရပ်ကိုလေ့လာခြင်းနဲ့တက္ကသိုလ်ပညာရေးကိုဆက်လက်တက်လှမ်းခြင်းနဲ့ဆိုရင် foundation program တွေစပြီးတော့မှတက်ရောက်လို့ရပါတယ်။အချိန်ကာလအားဖြင့်၃နှစ်ခွဲလောက်လေ့လာသင်ယူရမှာဖြစ်ပါတယ်။မိမိကတက္ကသိုလ်ဝင်တဲ့အောင်မြင်ပြီးသားဆိုရင်စီးပွားစီမံခန့်ခွဲမှုဆိုင်ရာဗားရရက်ကိုလေ့လာဖို့အတွက် level 4ရည်ရွယ်ဝင်နေစပြီးတော့မှလေ့လာလို့ရပါတယ်။အချိန်ကာလအားဖြင့်၃နှစ်လောက်လေ့လာသင်ယူရမှာဖြစ်ပါတယ်။ ဘာတွေတင်ကြရမလဲဆိုတော့ HR Accounting Finance Marketing Operation Management နဲ့ Leadership တို့လိုမျိုးစီးပွားရေးမှာသင်ခွဲမှုဆိုင်ရာဘာသာရပ်ကြီးတွေကိုတင်ကြရမှာဖြစ်ပါတယ်။ဝင်ရပြီးသွားပါကအလုပ်ပိုင်ခွင့်လန်းအနေနဲ့ Sales and Marketing, HR, Finance, Consulting, Banking စတဲ့နယ်ပယ်တွေမှာအလုပ်ပိုင်ခွင့်လန်းတွေများစွာရရှိနိုင်ပါတယ်။အင်ဇင်တွေကိုကြက်ပြရာမျိုးမဟုတ်ဘဲ assignment တင်ခြင်း project ပြုလုပ်ခြင်း presentation ပြုလုပ်ခြင်းတို့ကနေအကဲပြတ်ပါတယ်။ စီးပွားစီမံခန့်ခွဲမှုဆိုင်ရာ BHO နဲ့ Business Management Program ကို LBU International College မှာ online ကနေတော်လာကောင်ခန်းမမှာလာရောက်ပြီးတော့လက်ချရင်းနဲ့တူတူ face to face သင်ကြားရေးပုံစံတို့ဖြင့် hybrid classroom တွေသင်ကြားပေးလျက်ရှိပါတယ်။အနာဂတ်ရဲ့စီးပွားရေးနယ်ပယ်မှာဥဆောင်မီစီမံသင်တူရတဲ့အတွက်မဖြစ်မနေတက်ရောက်တဲ့ဒီဂရီတွေဖြစ်ပါတယ်။ Education for a Promised Future.